ဘလောက်ပင်သီလကောင်းမှုတွေပြည့်စုံလို့ပြိတ္တိုင်ခံစားခွင့်နေရပါစေဟောဒီခန္ဓာကြီးရှိနေပြီဆိုရင်တော့အိုရာအုံမနာယာအုံမတေယာအုံမအိုနာသိမလွတ်သေးသမျှခန္ဓာဆိုတာမဆုံးနိုင်ခန္ဓာမဆုံးနိုင်တာကိုပဲတန်ត្រာလေတယ်လို့ခေါ်ပါသည်တန်ត្រာလေတယ်ဆိုတာဘာ၄လဲဘဝ၄တခုပြီးတခုရခန္ဓာ၄တခုပြီးတခုရနေတာကိုပဲ ခန္ဓာလေးတယ်တန်ត្រာလေးတယ်လို့ခေါ်တယ်။ပြီးတော့အဲ့ဒီခန္ဓာလေးတာကိုလွတ်ဖို့ကြတော့ဒါနာလေးတိလာလေးနဲ့လွတ်အောင်ယုံလို့ရမလား။မရဘူး။ဟောရီယုတ်တရားတန်တရားကြီးရဲ့စက္ကန်တိုင်းတည်နေတာကိုဝိပဿနာဉာဏ်နဲ့တွေ့အောင်ရှာဖို့လိုပါတယ်။ဟောရီယုံတရားနန္တရားရေစက္ကန်တိုင်းအနိစ္စဆိုတာကိုစာတဲကအနိစ္စခန္ဓာထဲမှာတွေ့အောင်ရှာဖို့လိုပါတယ်။ ်စာရင်းကဒုက္ခခန္ဓာရဲမသိအောင်ရှာဖို့လိုပါတယ်ငါဖြစ်ခြင်းသလိုမဖြစ်ဘူးဆိုရဲစာရင်းကအနတ္တဟောဒီခန္ဓာမှာတွေ့အောင်ရှာဖို့လိုပါတယ်အဲ့ဒါကြတော့စာတိနာတိလေးနဲ့ရမလားခန္ဓာအတိကိုဝိပဿနာ မမဖိနေရကိုမရပါဒီတော့ဝိပဿနာဘာဝနာ မပါသမျှအနိစ္စဒုက္ခအနတ္တရဲ့အမှန်ကိုသိမလား အနိစ္စဒုက္ခအနတ္တရဲ့အမှန်ကို မသိဘူးဆိုတဲ့ကကိုယ့်ကိုယ်ကိုရဲတယ်ကောင်းတယ်ငါပဲသူပဲဆိုတဲ့အစွဲကွာမလားမကွာသမျှတန်တရာဆုံးမလားမဆုံးဘူးတဲ့ဒါကြောင့်ကျွန်မလေးစဉ်းစားလိုက်ပြီးဘလောက်ချမ်းသာပါစေဘလောက်ခံစား quyền ရပါစေဟောဒီခန္ဓာကိုယ်ကြီးရပြီဆိုရင်တော့အိုရဲမျိုးဖြစ်တဲ့အတွက်အိုရမှာ မလွဲပါပဲနာရဲမျိုးဖြစ်တဲ့အတွက်နာရမှာမလွဲပါပဲ သီတယ်မျိုးဖြစ်တဲ့အတွက်သီကိုသီရမှာမလွဲပါပဲဘာလို့မလဲတဲ့ကိုနာသီမလွတ်သမျှတော့ငါတို့လူကျင်တဲ့ချမ်းသာအမှန်ရမလားမရဘူးဒါကိုသူသွားတွေ့တယ်ဒါကြောင့်ဘာဝနာမပါတန်တရာရှိကြလွန်လပ်သည်ဘာဝနာမမပိုင်တန်တရာမရှိဘူးအဲ့ဒီဘာဝနာကိုပွားမှဝိပဿနာဉာဏ်ကိုရမယ် ဝိပဿနာဉာဏ်ကိုတဆင့်ဆက်ပွားမှမဉ္ဉာဏ်ဘုံဉာဏ်ရမယ်မဉ္ဉာဏ်ဘုံဉာဏ်နဲ့မှမှသောတာပန်အစဉ်ပထမဆုံးမဉ္ဉာဏ်ဘုံဉာဏ်ရပြီဆိုကြတဲ့ကဘဝတည်တက်ကတ်ထားလို့ရမသွားဘူးလားခုနဘဝပဲပြိတ္တယအောင်ဆုံးသောတာပတိမဉ္ဉာဏ်ဘုံဉာဏ်တော့ရအောင်ကြိုးစားသွားရင်တော့ဘဝတန်တရာဆိုတာတက်ကတ်ထားလို့မရဘူးလားရသွားပြီသူ့အတွက်ဘယ်နှဘဝပဲကျန်တော့ ေးဒါကြောင့်ဘုန်းကြီးတို့ကလေနိဗ္ဗာန်အထိမပြောပါဘူးဟောဒီဘဝဟောဒီခန္ဓာကြီးရတဲ့အချိန်ငါဆင်းရဲတဲ့သူချမ်းသာတယ်ငါဆင်းရဲတဲ့သူဆင်းရဲတယ်နဲ့စဉ်းစားလို့မနေပါနဲ့ပြိတ္တိုင်ရထားတဲ့သာသနာအခွင့်ကောင်းကြီးနဲ့ကြုံတော့မှရထားတဲ့ယုတ်တရားနန္တရားကိုဘာဝနာလေးပွားလိုက်မယ်ဆိုရင်တော့ဝိပဿနာဉာဏ်ရရင်ပါရမီကုသိုလ်ပါလိမ့်မယ်အနေဆုံးအပင်၄ပါးတကားပေါက်တော့ပြိပါလိမ့်မယ် ပေဘူးလားမဉဏ်ဘုံဉဏ်မဟုတ်တော့လည်းပဲဝိပဿနာဉဏ်သည်ဒီဘဝကနေတန်ត្រာခရင်သွားရင်တန်ត្រာမဆုံးသေးဘူးလို့ဆိုတော်နေတဲ့ငရေတရိษံပြိတ္တာသူရကင်ကြမလားဟောမကြဘူးပြိတ္တာရင်ဒါဆိုရင်ဒီတဲ့ကြိုးစားလိုက်လို့သောတာပတိမဉဏ်ဘုံဉဏ်လောက်များရသွားမယ်ဆိုရင်ေဘဝတန္တရာခရီးကတော့ခုနှစ်ဘဝလီဆိုတာပဲကို့အတွက်ကြံပါတော့တယ် တက်ကတ်ထားလို့မရဘူးလားအေးအဲ့ဒီလောက်ထိတော့မှန်းဖို့မလိုဘူးလားလိုတယ်ဒီတော့ဘာဝနာမပါသံသရာရှိကြနောလသည်ဒီတော့လိုက်ဆိုဘာဝနာပါမဘာဝနာပါမဘုဒုက္ခဘုဒုက္ခဘုံချငြိမ့်လိမ့်မည်ဘုံချငြိမ့်လိမ့်မည်ဆိုကြည်သား ကဲဒါဆိုရင်ပြိတ္တရေဘာဝနာပါသွားရင်တော့ချမ်းသာတာတွေဆင်းရဲတာတွေစဉ်းစားစရာလိုသေးလားမလိုပါဘူးခံစားနိုင်တာတွေမခံစားနိုင်တာတွေဆင်းရဲစရာစဉ်းစားစရာလိုသေးလားမလိုပါဘူးဩဘာဝနာပါရင်ပြိတ္တရေသောတာပတ္တိမဉ္ဉဏ်ကနေတစဉ်ပြီးတစဉ်သွားလို့အရဟတမဉ္ဉဏ်ဘုံဉာဏ်များရောက်သွားပြီဆိုရင်တော့ဝတ်ဒုက္ခဆိုတာအပြစ်တိုင်းငြိမ်းပါပြီဘယ်သူတွေးနေတာလဲ ကျွန်မလီပြိတ္တိုင်အံ့ဩဖို့မကောင်းဘူးလားဟောဒီတဲမှာဆင်းရဲပါတယ်ဆိုတော့လူတော်မှအဲ့ဒီကျွန်မလီလောက်ဆင်းရဲပါမလားအေးအတွေးမှန်လေးရသွားတဲ့အခါကျတော့ तू အရင်ဆုံးစဉ်းစားပြီဒါဆိုရင်ငါဒီဘဝတန်ត្រာခရီးကိုဖြတ်တန်းရဥမာနိဗ္ဗာန်ဆိုတဲ့ပန်းနိုင်ကိုမရောက်သေးရင်တော့ငါအတွက်ဘလောက်အကြာကြီးဆက်ရမယ်ဆိုတာမသိသေးဘူးဒါကြောင့် ောရိမဝိပတ္တိရှင်တော်မြတ်ဖရာရဲ့သာသနာတော်မြတ်ကြီးနေတဲ့ငါကြုံနေပြီဖရာစေဖရာမရဲ့ဓမ္မတရားစေတရားမံကိုလည်းငါအားထုတ်လို့ရပြီသံဃာစေသံဃာမံကိုလည်းငါလှူဒန်းလို့ဒါနပြုခွင့်ရပြီဒါဆိုရင်တန်တရာခကြီးအတွက်ဟောရိသာသနာကြီးနဲ့ကြုံတော့မှာတော့ငါအရင်ဆုံးဒါနကုသိုလ်ရအောင်ယူမယ်အကုသိုလ်ရအောင် ဒါနကုသိုလ်ရအောင်ယူမယ်ဆိုပြိတ္တရင်ကြုံမသူ့မှာပိုင်တာပါပဲရှိတယ်ရေအိုးလေးတစ်လုံးပဲရှိတယ်သို့တော်ပြိတ္တရင်ရေအိုးလေးတစ်လုံးရှိတယ်ဆိုဒီရေအိုးလေးလည်းပဲရေမခတ်ရအောင်လားပြီးတော့ငါဘာလူမလဲလူတော့လူခြင်းမီလူမှဒါနကောင်းဖို့ရှိမှသံသရာမှာချမ်းသာမယ်ဆိုတော့သိပြီငါဘာလူမလဲလို့စဉ်းစားလိုက်တော့သူ့မှာလူเสียပါရှိကောင်းဘောကရေအိုးလေးလက်နဲ့ဆန်လိုက်တဲ့အခါကျတော့ရေအိုးလေးမှာပါရှိတယ် ရေရှင်းပါလူမယ်ဒါပဲဗောပြိသိုက်မရှိလို့မလူဒါပဲအခုရှိအောင်ရှာရင်မရဘူးလားရေအိုးထဲမှာရေရှင်းဟောဒီရေကိုလူမယ်ဟောဒီရေကိုဘုရားရှင်ကိုရောမြတ်ကြီးလွင်လေဘုရားရှင်ကိုရောမြတ်ကြီးတောက်နိုင်မတောက်နိုင်ဖះလေအသုံးနဲ့ဟိုးအနူဝဲစားနောက်ဆုံးတိရိစ္ဆာန်ဒီတိုက်မယ်ဆိုရင်ဒီရတန်ဖိုးမရှိဘူးလား ရေပင်ဆိုပြီးတော့ပြိတ္တကြီးအထင်သေးတော့ရမလားအေးဒါကြောင့်ဒုပြိတ္တကိုပြောနေတာစင်းရဲတဲ့ချမ်းသာတဲ့စဉ်းစားစရာလိုသလားမလိုပါဘူးခင်ဗျာငါပြောတပီးလေးပဲဒီနေ့ဝင်နိုင်တယ်ဆိုရင်တပီးကိုပြိတ္တကြီးအနည်းဆုံး73လုံး74လုံးတော့ပါပါတယ်မပါဘူးလားမပါဘူးခင်ဗျာတပီးလူစရာမလိုဘူးဟောဒီတပီးလေးကိုကင်ပြီးတော့လာလမ်းမှာနေဆောမပြေစုံလို့အိမ်စဉ်ရက်နေတဲ့တန်ဃာတစ်ပါးတွင်အိုး ိုးတန်ဃာတွေတော့ဟောဒီစသုံးလုံးလေးကငါလူလို့တလုံးလူရင်တလုံးပဲယော့မှာပေါ့ကို့အတွက်ကတလုံးလေးယော့သွားပြီမယ်ဟောဒီတလုံးလေးကိုဖုံးပေးလိုက်တဲ့တန်ဃာကြီးဆွမ်းနှလုံးစာလောက်တော့အချိန်မကောင်းဘူးလားဒါပဲခံယူတတ်တဲ့အတွေးမှန်လေးရှိရင်လူစရာဆိုတာရှားသလားပရိသတ်ကြီးဆင်းရဲသားတွေကအဲ့ဒီလိုတွေးဖို့လိုတယ်လို့ချမ်းသာတဲ့ပုံကိုယ်တွေကရောပရိသတ်ကြီးချမ်းချမ်းသာသာလူရင်မရဘူးလား ပြောလာကသူ့မှာရေရှိတော့ဘာလုမယ်ဒါပဲဒုပရိသတ်ရွှေရှိရင်ဘာလုလို့ရလဲအပိုင်မင်းဒါလေးကိုမေးနေတာအတော်ပဲရွှေရှိတော့ဘာလုမယ်ငွေရှိတော့ညီရှိတော့ရေရှိတော့ဘုန်းကြီးမှာじゃဘာပြညာရှိလဲဘုန်းကြီးပိုင်တာဘာရှိလဲ အာမမပိုင်ဘူးဘုန်းကြီးပိုင်တာပြိဿရေတခုမှမယူတခါတော့မှလူသားသားတွေကြည့်ပဲဟုတ်တယ်မလားမလီကားအကောင်းကြီးအထင်မကြီးနဲ့ဟုတ်လားသူများလူသားကြည့်ပဲကိုရှာရပါပါလေဘုရားသာသနာနဲ့တွေ့ကြုံဘုရားသာသနာကိုစည်းကမ်းတကျစာလေးသင်ကံကောင်းထောင်းမစွာပါရမီလေးပါလို့ဟောခွင့်ပြောခွင့်ရတော့ပြိဿရေဘုန်းကြီးတို့လည်းပဲအစဉ်ပြေတာပါမာနတက်เสียရှိသလားသို့တော်ပြိဿရေဘုန်းကြီးပိုင်တာလူမသိလို့ပါ ရွှေရှိတဲ့ဓမ္မကြီးတွေရွှေလူမယ်ငွေရှိတဲ့ဓမ္မကြီးတွေငွေလူမယ်မြေရှိတဲ့ဓမ္မကြီးတွေမြေလူမယ်ရေရှိတဲ့ဓမ္မကြီးတွေရေလူမယ်ဟောဒီကိုတော်တဲ့လေရှိတဲ့အတွက်လေလူတယ်။အောင်မဲပရိသတ်ဒီလေနဲ့လှူလို့ပဲပြီးရင်အချိန်နေကောင်းတာမှမဟုတ်လား။အဲ့ကောင်းလို့ရတဲ့မန္ဒီလေးကိုမနက်ပံဆွမ်းလေးပြင်အောင်လုပ်လိုက်တော့ဟောမနက်ပံဒီကနေ့လှူတာကလေမနက်ပံကျရင်လေကဘာဖြစ်သွားလဲ။ ဟာဘောပရိသတ်လေရှိတော့လေနဲ့လူရတာအောင်မလေးတကဘာလုံးပတ်ပြီးတော့တတိကိုလေနဲ့မှုတ်သူ့အိတ်တဲကထွက်လာတဲ့ခုံလာတဲ့ပတ်စံကုန်ဆင်းရဲသားနဲ့ဘုန်းကြီးပြန်လူဘလောက်ကောင်းလို့ပရိသတ်လေရှိတော့ဗာနဲ့လူပြောချင်တာကလူချင်းရင်ရှာရင်မရဘူးလားရတယ်ဟုတ်လားဒီနေ့မှာဘုံဘုံစကားတခုံပြောဖို့ရှိလာပါလေတတိရလာတယ်ရွှေရှင်ရွှေလူတယ်ဆိုတော့ဘုန်းကြီးဘယ်တော့မှမမေ့တဲ့ဘဝသမိုင်းနာခင်မုံတိုင်းတိုက်တဲ့အချိန်ဘုန်းကြီးတို့ ဘုရားကြီးသာသနာ2500မှာနာဂေအလှတော်ဆိုဟောလိုက်တာနှစ်ရက်အတွင်းမှာပဲရှင်မျိုးတော်ကလူလိုက်တာအလူငွေ3000ကျော်နဲ့ပစ္စည်းကိုကား12စီး7ဘင်းက12စီးတိုက်ထုတ်ခဲ့ရတယ်။အဲ့ဒီမှာပြိတ္တရွှေလေးတွေပါလာအဲ့ဒီကရားတဲ့ရွှေလေးတွေငကက်လေးတွေပါတယ်ဆွဲကြိုးလေးတွေပါတယ်လက်ကောက်လေးတွေပါတယ်အကုန်လုံးစုထားလာအဲ့တော့ပြိတ္တဆူရင်ဆူရင်နဲ့ပြန်လာတဲ့အချိန်ကျတော့ဟောလို့ဒီရွှေတွေကိုလို့ငါသာသနာမှာ